ဘောပါများအလုံးမင်္ဂလာပါ clock ကနေပြန်လဲဂျိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်တော့ကျွန်တော်တို့အဲပွဲတွေလည်းအကုန်လုံးနားထတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီထဲမှာမှကျွန်တော်တို့အဆင့်ကိုကျွန်တော်တို့ဒီအဆင့် ရက်တီရက်တီနဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့အမှတ်တူနေတဲ့ကျွန်တော်အပွဲအကြောင်းလေးတွေကိုဒီနေ့ပွဲမှာတော့ကျွန်တော်အနေငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့အဲမန်ချက်တာယူနိုက်တက်နဲ့ကျွန်တော်လီဗာပူးနဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့16မှတ်စီရမှတ်တူပြီးတော့ကျွန်တော်တစ်ဖက်တော်တန်ဟော့စပါလဲကျွန်တော်ဒီတိုင်းပဲ16မှတ်ဆိုပြီးတော့ဒီ3နေ့ကတော့တော်တော်လေးဥမာကျွန်တော်တို့အမှတ်သွားပြီးတော့တူနေတဲ့ပုံစံမျိုးဖြစ်ပြီးတော့ကျွန်တော်တော်တန်ဟော့စပါကတော့ကျွန်တော်တို့ပလက်ကိုမှကျွန်တော်တို့ အဲဂိုးကကျွန်တော်တို့ဂိုးကွာချနဲ့ဂိုးကွာချချက်အကြောင်းသူ့အနေနဲ့ကျွန်တော်တို့အဆင့်၅နေရာမှာရက်တည်ပြီးတော့တစ်ခါကကျွန်တော်တို့အဲမန်ချက်တာယူနိုက်တက်လင်းနဲ့လီဗာပူးကတော့ကျွန်တော်တို့အမှတ်တူနဲ့ကျွန်တော်တို့အဲဂိုးကလည်းကျွန်တော်တို့ပလက်1စီမဲ့တူတူပြီးတော့ကျွန်တော်တို့ခွန်ရှစ်ဆိုပြီးတော့ရက်တည်နေတဲ့အတွက်ကြောင့်ဒီ၃နေရာကျွန်တော်နှောင်လာမဲ့ပြင်းပြလေးပွဲစဉ်၅ပွဲကိုကျွန်တော်အနေငယ်ဒီကိုကျွန်တော်တို့ဆွေးနွေးပြီးတော့ဘယ်အသင်းကအမှတ်ပိုပြီးတော့ယူနိုင်ပြီးတော့ဘယ်အသင်းကတော့ပွဲချက်တွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ်ဒီထဲမှာကျွန်တော်တို့ အဲ့ဒီကျွန်တော်ဒီ၃သင်းထဲမှာအထူးသဖြင့်ကျွန်တော်ပွဲချက်ကိုရင်ဆိုင်နေရတာတော့တော်တန်ဟော့စပါဖြစ်တယ်တော်တန်ဟော့စပါနေနဲ့ကျွန်တော်တို့အာဆင်နယ်ပြီးရင်ကျွန်တော်တို့နူးကာဆယ်တို့ပြီးရင်လည်းတို့ရဲ့အဲလန်ဒန်ပြိုင်မက်တွေဖြစ်တဲ့ဖူအန်တို့ပါတို့နဲ့ဆုံတွေ့နေယူတော့တစ်ဖက်ကကျွန်တော်တို့အဲမန်ချက်စတာယူနိုက်တက်နဲ့လစ်ပါပူးနဲ့ကတော့ဒီနောက်လာမယ့်ပွဲ၅ပွဲမှာတော့ကျွန်တော်နည်းနည်းလေးဟိုမှကျွန်တော်တို့ပွဲနည်းနည်းခြောက်နေလို့အဲပြောလို့ရတယ် ။နော်ဒီထဲမှာမှကျွန်တော်တို့ပွဲနဲ့နဲ့ပို့ပြီးတော့ခြောက်နာတော့ကျွန်တော်တို့အဲမန်ချက်စတာယူနိုက်တက်ဖြစ်ပြီးတော့တစ်ခါလီဗာပူးကတော့ပွဲနဲ့နဲ့ချက်တဲ့ပုံစံမျိုးလေးမှာရှိပါ။ ရှိတယ်ဗျအဲ့အတကြောင်ကြောင်ဒီ၃သိန်းရဲ့ကျွန်တော်တို့နောက်လာမယ့်ပြည်မြန်လေးပွဲစဉ်ငါးပွဲမှာဘယ်သိန်းရပို့ပြီးတော့အမှတ်စုဆောင်ထားနိုင်ပြီးတော့ကျွန်တော်တို့1 to 4 day ကိုပြန်လည်ဝင်ရောက်လာမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ်ပြီးရင်လည်းကျွန်တော်တို့မနက်ကတော့ကျွန်တော်တင်ဆက်ပေးတဲ့ဗီဒီယိုမှာတော့ကျွန်တော်တို့အဲထိပ်ဆုံး၃သိန်းဖြစ်တဲ့ Arsenal ရဲ့ Manchester City ရဲ့ကျွန်တော်တို့အဲ Chelsea ရဲ့ဒီ၃သိန်းရကတော့ကျွန်တော်1 to 3ကိုဥဆောင်နေပြီးတော့ကျွန်တော်ဒီ ကျွန်တော်တို့အသင်း6တင်းနဲ့ရနေတော့ဘယ်အသင်းကနေတော့အဆင့်လေးကိုကျွန်တော်ပြင်းပြလိပွဲစဉ်၅ပွဲတဲ့အချိန်မှာပြန်လဲတက်လှမ်းလာမယ်ဆိုတော့တော်တော်လေးမှာစိတ်ဝင်စားတဲ့ကောင်းတယ်လို့ကျွန်တော်ကမြင်တယ်။အဲအကြောင်းကျွန်တော်ချက်လောက်ဆွေးနွေးလိုက်အောင်။ရုံးစုံနေတဲ့ကျွန်တော်လေဘာဘူးလေဘာဘူးကတော့ကျွန်တော်ပြင်းပြလိပွဲစဉ်၁၂မှာတော့ကျွန်တော်တို့ forex ကိုသူတို့ရဲ့အိမ်ငွေမှာရှင်ပြိုင်မဲ့ပွဲအတွက်ကတော့ဒီပွဲလေးကတော့လေဘာဘူးတက်ကနည်းနည်းခြောက်ပြီးတော့အဲအဲ international break ကပြန်လာတဲ့အချိန်မှာတော့ပြန်လဲအနိုင်ယူနိုင်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်မြင်တယ်ဒီဘက်မှာတော့လေဘဝူတွေနေနဲ့အိမ်ဝင်းဖြစ်တဲ့အတိုင်းအောင်သုံးမှတ်ရယူနိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ပြီးတော့ကျွန်တော်တစ်ဖက်က မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကလည်းသူ့ရဲ့အိမ်ခွင်းမှာပဲအဲဗာတန်ကိုရှစ်ပြိုင်မဲ့ပွဲလေးရှိတယ်အဲဗာတန်ကလည်းကျွန်တော်တို့အသင်းကြီးနဲ့တွေ့လို့ဆိုရင်တော်တော်လေးမှဒုက္ခပေးတဲ့အတွက်ကြောင့်ဒီအသင်းကိုတော့ကျွန်တော်တို့ကတော့မန်ချက်စတာယူနိုက်တက်ရဲ့အိမ်ခွင်းဖြစ်တဲ့တိုင်အောင်အဲဗာတန်နဲ့ဒုက္ခပေးနိုင်မယ်ဆိုတာနေရှိတဲ့အတွက်ကြောင့်ဒီနှစ်အသင်းကိုတော့ကျွန်တော်တို့တေရလက်တာထပ်ပေါ်လိုက်မယ်လို့တော့ကျွန်တော်တို့အဲ ချင်းကြီးပေးထားရဗျာတစ်ဖက်ကကျွန်တော်တို့စပါစပါတော့ဒီပုထဲမှာပြင်းပြလေးကျွန်တော်တို့ပွဲစဉ်စနစ်ပြန်စားတဲ့အချိန်မှာတော့တော်တော်လေးမှပွဲချက်ပုံစံမျိုးနဲ့ရင်ဆိုင်ထားရတယ်ဗျာအထူးသဖြင့်ကျွန်တော်တို့အာဆင်နယ်ကိုသူတို့အနေနဲ့အဝေးဘက်မှာတောက်ရောက်ရှင်ပြိုင်မဲ့ပွဲမှာတော့တော်တော်လေးမှခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်ပြီးတော့သူတို့အတွက်ကအမြင့်ဆုံးမျှော်မှန်းထားတာတေရလက် အဲဒါလို့တော့ကျွန်တော်တို့ခံမှန်းထားတယ်ပြီးတော့ကျွန်တော်တို့ပွဲစဉ်73ပွဲစဉ်73မှာတော့ကျွန်တော်တို့ဝဟန်းကိုတော့လီဗာပူးတို့ကတော့အဝေးဘက်မှာတားရောက်ရှင်ပြိုင်မဲ့ပွဲအနေနဲ့တော့ဝဟန်းနဲ့တွေ့တဲ့လီဗာပူးအနေနဲ့တော်တော်လေးမှခေါင်းပေါ်နဲ့ခြေစွမ်းတွေကိုအများအားလို့လို့ပြတ်တထားနိုင်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်အခုနောက်ပိုင်းလီဗာပူးအနေနဲ့ကျွန်တော်တို့အဲအတင်းအနေနဲ့တော်တော်လေးမှအချင်းနေဆိုးတဲ့ပုံစံမျိုးမှာကျွန်တော်တို့ဝဟန်းဝေးဘက်မှာတားရောက်ရှင်ပြိုင်မဲ့ပွဲမှာတော့တို့အနေနဲ့9ဘောတွေကိုဆက်လက်ပုံဖော်နိုင်မလားဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ ကောင်းတယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အဲချန်ပီယံလိတိုက်တဲ့တိုက်တဲ့ rate မှာလည်းလီဗာပူးတို့အနေနဲ့စောစောစီးစီးကျွန်တော်တို့အဲထွက်ခွာမဲ့ပုံစံမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီနောင်လာမဲ့၅ဘွဲ့ကိုဒါလီဗာပူးတို့အနေနဲ့ပြန်လဲနိုင်ဘွဲ့တွေပြန်လဲဖော်ဆောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြီးမြတ်လိတိုက်တဲ့ rate ပြန်လဲပေါဝင်နိုင်မဲ့ကျွန်တော်တို့အရေးအယောင်တွေမြင်တွေ့နေရတယ်လို့ပြောလို့ရတယ်ဒီဘွဲ့မှာကျွန်တော်အနေနဲ့ကတော့အဲ၃မှတ်လောက်ပဲထပ်ပြီးတော့ရအောင်မယ်လို့ကျွန်တော်မြင်တယ်ပြီးလို့တင်တော့ကျွန်တော် Manchester United Manchester United ကတော့ကျွန်တော်တို့အဝေးကမှာပဲလို့သွားရောက်ရှင်ပြိုင်မဲ့ပွဲပွဲလေးကလည်းဒီနှစ်ရာသီပြီးမြတ်လိ ်မှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားနေတဲ့အတွက်ကြောင့်အဲမန်ချက်စတာယူနိုက်တက်ကတော်တော်လေးမှခက်ခဲမဲ့ပွဲဒီပွဲဖြစ်တယ်ဒီတက်ကြောင့်အနေနဲ့ပြီးတော့ဒီပွဲလေးမှာပေါ့မန်ချက်စတာယူနိုက်တက်တို့နဲ့အနေနဲ့ရှုံးနေမှုပုံစံမျိုးကိုများကြုံတွေ့သွားမှာလို့တော့ကျွန်တော်တော့ထင်တယ်ပြီးတော့ကျွန်တော်တော်တန်ဟော့စပါတော်တန်ဟော့စပါတော့သူတို့ဖူအန်ကိုသူတို့ရဲ့အိမ်ခွင့်မှာပဲရှင်ပြိုင်မဲ့ပွဲမှာတော့တော်တော်လေးမှခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်တယ်။ဘာဖြစ်လို့လဲလန်လန်ပြိုင်မဲ့တွေဖြစ်တဲ့အတွက်ကြောင့်အဖူအန်လည်းတော်တော်လေးကိုမှအဲ အဲသူတို့ရဲ့အဲမြို့ကံပြိုင်ဘက်တွေဆိုတော်တော်လေးဒုက္ခပေးနေတဲ့အတွက်ကြောင့်အဲဒီနှစ်သိန်းကကျွန်တော်ဆုံတွေ့မှုမှာပေါ့တော့တော်တန်ဟော့စပါအနေနဲ့ကျွန်တော်တို့အဲနိုင်ပွဲကိုပြန်လည်ဖော်ဆောင်ဖို့ ဖော်ဆောင်နိုင်မယ်လို့မြင်တွေ့ရပဲဒါပေမဲ့လည်းတော်တော်လေးမှခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ပြီးတော့ကျွန်တော်ပရီးမီယံလိပွဲစဉ်14ပရီးမီယံလိပွဲစဉ်14မှာတော့ကျွန်တော်တို့ဆန်နာလန်ကိုလေပေါ့တို့အနေနဲ့အင်ငွေးမှာရှင်ပြိုင်မဲ့ပွဲမှာတော့တို့တို့အနေနဲ့နိုင်ရလက်ကိုပုံဖော်ထားမယ်လို့တော့မြင်တယ်ဘာတွေ့ကြောက်လဲဆန်နာလန်ကသူ့ရဲ့အင်ငွေးအားတာကြီးတော်တော်လေးမှကောင်းတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်လေပေါ့ရဲ့အင်ငွေးမှာတော့လေပေါ့တို့နိုင်ယူနိုင်မယ်လို့တော့မြင်တယ်ဒါပေမဲ့တကယ်လို့ဆန်နာလန်ရဲ့အင်ငွေးဖြစ်နိုင်ဖြစ် မယ်ဆိုရင်တော့လီဗာပူးအနေနဲ့တော်တော်လေးမှခက်ရခက်စင်းနဲ့ကျွန်တော်တေးရလဲတမတ်ကိုဒါဥတီဆော့သွားနိုင်မယ်ကျွန်တော်ပုံစံမျိုးတွေမြင်တွေ့ရပါမယ်လီဗာပူးရဲ့အိမ်ကွင်းဖြစ်တဲ့အတွက်ကြောင့်ဆန္ဒလန်းဝင်တော့အိမ်ကွင်းမှာအနိုင်ရလက်ကိုပုံဖော်နိုင်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်မြင်တယ်ပြီးရင်တော့ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကတော့သူတို့ရဲ့အိမ်ခွင့်မှာပဲဝမ်ဟောင်းရှင်ပြန်မယ်ဝမ်ဟန်လည်းခုနောက်ပိုင်းပွဲတွေမှာတော်တော်လေးမှခြေစွမ်းတွေမတည်မငြိမ်ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာတော့မန်ချက်စတာယူနိုက်တက်တို့အိမ်ခွင့်မှာပဲအနိုင်ရလက်ကိုပုံဖော်ပြီးတော့၃ဝမ်းမှအဖြစ်ကိုကျွန်တော်တို့ရောက်ယူသွားနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်တို့ပရီးမီယာလိပွဲစဉ်၁၄မှာပဲကျွန်တော်တို့တော်တန်ဟော့စ်ပါတော်တန်ဟော့စ်ပါတော့ကျွန်တော်တို့နယူကာဆယ်အဝေးခွင့်မှာတွားရှင်ပြန်မယ်ပွဲတော့သူတို့တော့ကတော့တော်တော်လေးမှာကျွန်တော်တို့ခက်ခဲတဲ့ပွဲလေးတွေလို့တော့မြင်တယ်ဘာတော့ကြောင့်လို့ဆိုရင်နယူကာဆယ်လည်းတော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းတွေပြတ်တာထားနိုင်တဲ့အတွက်ကြောင့် တော့တန်ဟော့စပါအနေနဲ့ကျွန်တော်အမြင်ရဆိုရင်တော့အဲအများဆုံးသူတို့ကတေရလက်တက်မှတ်တာကျွန်တော်တို့မျောလင်းနိုင်တယ်လို့တော့ထင်တယ်ပြီးတော့ကျွန်တော်တို့အဲပြည်မြလိပွဲစဉ်15ပြည်မြလိပွဲစဉ်15မှာတော့ဒီဘဝလူတို့အနေနဲ့လိအိမ်ကွင်းမှာတွားရရှိမဲ့ပွဲတဲ့အတွက်ကတော့တော်တော်လေးမှခက်ခဲမဲ့ပွဲတွေလို့မြင်တယ်လိအနေနဲ့သူ့ရဲ့အိမ်ကွင်းမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီဘဝအနေနဲ့တွားရရှိမဲ့အဲ ပွဲလေးမှာပေါ့ကျွန်တော်လည်းပြည့်ပြလေးပွဲစဉ်15မှာတော့တေရလက်တမတ်လောက်တာကျွန်တော်တို့စုဆောင်းနိုင်မယ်လို့တော့မြင်တယ်ပြီးရင်တော့ကျွန်တော်တို့ပြည့်ပြလေးပွဲစဉ်15မှာပဲမန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်တို့ဘူးရဲ့အိမ်ခွင်းမှာတောင်းရရှိပြန်မယ်ပွဲဒီပွဲတော့အဲမန်ချက်စတာယူနိုက်တက်ရဲ့ဝေးခွင်းပွဲတပွဲဖြစ်တဲ့တိုင်အောင်ဘူးအနေနဲ့လည်းတော်တော်လေးမှကျွန်တော်ဒီနေ့ရာစီမှာခြေသွမ်းတွေကိုဟို တော်တော်လေးမှာအခြေအနေစိုးနေတဲ့အတွက်ကြောင့် Manchester United အနေနဲ့အနိုင်ယူနိုင်ဖို့လွယ်ကူမယ်လို့တော့မြင်တယ်။ဒါမှလည်းအဲဝူရဲ့ကျွန်တော်တို့တံပြန်တိုက်စစ်တွေကကျွန်တော်တို့ Chelsea နဲ့ပွဲဝင်မှာပြန်လဲကြည့်လိုက်မယ်ဆိုရင်လည်းတော်တော်လေးမှာဒုတိယပိုင်းမှာပြန်လဲလာနိုင်တဲ့ကျွန်တော်တို့အခြေအနေတွေမြင်တွေ့နေတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှာတော့ Manchester United အနေနဲ့နည်းနည်းလေးတော့ခက်ခဲမယ်လို့တော့မြင်တယ်။ဒါမှလည်း Manchester United အနေနဲ့အဝေးဘက်မှာတော့ရောက်ရှင်မြန်နေပွဲမှာတော့သူတို့အနေနဲ့၃မှတ်ကိုထပ်ပြီးတော့ယူနိုင်မယ်လို့တော့မြင်တယ်။ပြီးရင်တော့ကျွန်တော်တို့ တော်တန်ဟော့စပါတော်တန်ဟော့စပါတော့ brand four ကိုတို့ရဲ့အိမ်ဝင်းမှာရှင်မြန်မဲ့ပွဲတော့ဒီပွဲတစ်ပွဲတော့တို့အနေနဲ့ခြောက်မယ်လို့တော့ကျွန်တော်မြင်တယ်ဒီပွဲမှာတော့တို့ရဲ့အိမ်ဝင်းမှာပဲရှင်မြန်မဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကြောင့်အနိုင်သုံးမှတ်ကိုတို့အနေနဲ့ထပ်ပြီးတော့ယူနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်တို့ brighton ဒီဘက်ကတော့ကျွန်တော် premier league ပွဲတင်16မှာတော့ brighton ကိုသူ့ရဲ့အိမ်ဝင်းမှာရှင်ပြိုင်မယ်လို့တော့ရှင်ပြိုင်မယ်ဗျဒီနှစ်သင်းကကျွန်တော်ထိုက်တိုက်တွေ့ဆူမှာတော့ brighton နဲ့ တွဲစုံတိုင်းလို့လို့အများအားလို့ကျွန်တော်တို့အခိုးတွေကတိတ်ပဲမပြတ်ဖဲနဲ့ 1z 2z ပြီးလို့ရှိရင်21လောက်နဲ့ပဲပွဲပြီးသွားတဲ့အတွက်ကြောင့်လေဘာဘူးရဲ့အင်ကွင်းမှာအဲဖြစ်တဲ့အတွက်ကြောင့်လေဘာဘူးတို့အနေနဲ့ထပ်ပြီးတော့ကျွန်တော်တို့အနိုင်ယူဖို့လိုအပ်တယ်လို့တော့မြင်တယ်ဘာအတွက်ကြောင့်ရှေ့မှာကျွန်တော်တို့လီရဲ့အဝေးကမှသွားရှင်မြန်မဲ့ပွဲဒီမှာရမတ်ဒီမှာတကယ်လို့ဆုံးရှုံးမယ်ဆိုလို့ရှိရင်အင်ကွင်းဖြစ်တဲ့ကျွန်တော်တို့ Brighton နဲ့ပွဲမှာတော့ထပ်ပြီးတော့ကျွန်တော်တို့အနိုင်သုံးမှတ်ကိုပြန်လဲယူဖို့လိုအပ်တယ်လို့မြင်တယ်ဒီ ရမှတ်တွေကသာထပ်ပြီးတော့ကျွန်တော်တို့အဲဒီ၅ပွဲမှာစုဆောင်းထားနိုင်မယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲချန်ပီယံလိအဲတိုက်တယ်ရွေးမှာတော့1 to 4မှာတော့ပြန်လဲဝင်လာနိုင်မဲ့အခြေအနေမျိုးတွေရှိတယ်။ဘာတို့ကြောင့်လဲဆိုရင်ကျွန်တော်တို့ Arsenal တို့ဘာတို့ကလည်းအဲပွဲချက်တွေနဲ့ယင်ဆိုင်နေသလို Manchester City တို့ကလည်းပွဲချက်တွေနဲ့ယင်ဆိုင်ရမယ်အခြေအနေမျိုးမှာလည်းဘာတို့အနေနဲ့အဲဒီ၅ပွဲကိုဒါနိုင်ရတဲ့တွေနဲ့ပြီးရင်တော့ကျွန်တော်တို့အဲအဝေးဘက်မှာတော့ရှင်ပြန်မဲ့ပွဲတစ်ပွဲကတော့တို့တက် League တစ်ပွဲလောက်ပဲခက်ခဲမဲ့ပွဲတစ်ပွဲပြည့်တဲ့အတွက်ကြောင့် တကယ်လို့အမှတ်တွေကပြန်လဲယူနိုင်မယ်ဆိုလို့ရှိရင်တော့တိုက်တဲ့ဝေးကိုပြန်လဲဝင်နိုင်မယ့်အခြေအနေမျိုးတွေရှိတယ်ပြီးတော့ကျွန်တော်တို့ပြီးမြန်လေးပွဲစဉ်16မှာပဲကျွန်တော်မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကသူတို့ရဲ့အိမ်ငွေ့မှာပဲကျွန်တော်တို့ဒီနေ့ရာသီခြေသွန်းကောင်းလေးကိုပြသထားပြီးတော့တိုက်စစ်ကတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့အခြေအနေတွေမြင်တွေ့နေရတဲ့ဘုံမောက်ကိုသူတို့ရဲ့အိမ်ငွေ့မှာရှင်ပြိုင်မဲ့ပွဲဒီနေ့ရဲ့ဆုံတွေ့မှုကတော်တော်လေးမှအဲ့ဒီ ီးမြားလီပွဲစဉ်16မှာတော်တော်လေးမှကြည့်လို့ကောင်းမယ်လို့မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုရင်ဘောမော့ကလည်းသူ့ရဲ့တိုက်ဆက်ကတော်တော်လေးမှကျွန်တော်တို့စီမင်ညိုရိုးရဲ့တိုက်ဆက်ကတော်တော်လေးမှကျွန်တော်တို့ပုံစံကောင်းတွေပြသထားနိုင်တဲ့အတွက်ကြောင့် Manchester United ရဲ့ကျွန်တော်ခံစစ်တန်းတွေဘလူတွေဒီယာတွေကိုထိန်းကြောင်းပြီးတော့ကျွန်တော်နိုင်ယူသွားနိုင်မလဲဆိုတာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းလို့ဒီနေ့ထိတ်တဲ့အတွက်ဆိုမှကျွန်တော်အနေနဲ့ဘောမော့ကလည်းသူ့ရဲ့ အဲတိုက်စစ်ကလည်း twin goal တွေကို twin နိုင်မဲ့ကျွန်တော်စွန့်ရည်ရှိသလိုတစ်ဖက်က Manchester United ရဲ့ကျွန်တော်တိုက်စစ်ကလည်းကျွန်တော်တို့တကယ်လို့ဒါဒဏ်ရာပြဿနာတွေမကြုံဘဲနဲ့ဒီလိုမျိုးအခြေတိုင်းတာဆက်သွားမယ်ဆိုလို့ဆိုရင် Manchester United ရဲ့တိုက်စစ်ကလည်းကျွန်တော်တို့တော်တော်လေးဥမှာကျွန်တော်တို့ twin goal တွေကိုကျွန်တော် twin နိုင်မဲ့အအေးချင်းရှိတဲ့ကစားသမားတွေရှိနေတဲ့အတွက်ကြောင့်ကျွန်တော် Manchester United အနေနဲ့လည်းသူ့ရဲ့အိမ်ကြီးမှာပဲဘုံမောက်တို့အနေကိုအနိုင်ပွဲတွေကိုဒါမှမဟုတ်ဖော်ဆောင်သွားမယ်လို့တော့မြင်တယ်။ပြီးရင်ဒါမှလည်းဒီပွဲကတော့နည်းနည်းလေးမှခတ် မဲ့ပွဲတပွဲလို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်တို့ တော်တန်ဟော့စပါတော်တန်ဟော့စပါတော့အဝေးကွန်းမှာတွားရရှင်မြန်မြန်ပွဲမှာတော့သူက forex ကိုရဲ့အိမ်ကွန်းမှာတွားရရှင်မြန်မြန်ပွဲ forex ကလည်းဒီနေ့အဲကျွန်တော်တို့မနေ့ကရာသီမှာတော်တော်လေးမှာခြေစွမ်းကောင်းတွေပြသထားနိုင်လို့ကျွန်တော်ဗီဒီယိုတိုင်းဗီဒီယိုတိုင်းမှာပြောလို့ဒီနေ့ရာသီမှာတော်တော်လေးမှာဆိုးဝါးလုံးတဲ့ပုံစံမျိုးတွေတွေ့ရတဲ့အတွက်ကြောင့် forex ကိုအဝေးကွန်းမှာတွားရရှင်မြန်မြန်ပွဲမှာတော့အဲတော်တန်ဟော့စပါအနေနဲ့နိုင်ပွဲကိုဆက်လက်ပုံဖော်နိုင်မယ်လို့တော့ကျွန်တော်မြင်တယ်ဘာတွက်လောက်ကြာဘာတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့ပြပြလေးသူ့အနေနဲ့၁၂၁၄၁၅လောက်မှာတော်တော်လေးမှာ project တွေရင်ဆိုင်ထားတဲ့အတွက်ကြောင့်ပြပြလေးပွဲစဉ်၁၆ တပွဲလောက်ပဲသူနေ16နဲ့15တပွဲလောက်ပဲအဲပွဲတွေနည်းနည်းကျက်တဲ့တော့ကြောင့်ဒီပွဲတွေမှာတော့တော်တာဟော့စပါအနေနဲ့အနိုင်ပွဲတွေပေါ်ဆောင်ပြီးတော့အနိုင်၃မှတ်ကိုရယူနိုင်မယ်လို့တော့မြင်မြင်ရတယ်ဗျာโอเคအဲဆိုရင်ကျွန်တော်အဲဒီ၃နင်းမှာတော့အဲဘယ်သူတွေကကျွန်တော်တို့အဲပရီးမီယာလိပြီးသွားတဲ့ချိန်မှာကျွန်တော်တို့အဲချန်ပီယံလိကိုဝင်ပြီးတော့ဘယ်အသင်းတွေကကျွန်တော်ယူရိုပါလိကိုဝင်သွားမလဲဆိုတာကတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်လို့တော့မြင်တွေ့ရတယ်ဒီ၃နင်းရဲ့ကျွန်တော်တို့အခုလက်ရှိချိန်မှာဆိုရင်လည်း ပြီးမဲ့လေးစက်တပွဲကံပြီးသွားတဲ့အချိန်မှာကျွန်တော်တို့အဆင့်အဲကျက်တီကျက်ကအနည်းငယ်ကျွန်တော်ဂုတ်ကွာချချက်တောင်းပဲကျွန်တော်အနည်းငယ်ကွာချပြီးတော့ရမတ်ကတော့ပြောက်16မတ်စီပဲ3တင်းကတော်တော်လေးမှတူညီနေတဲ့ပုံစံမျိုးတွေဖြစ်တဲ့ဖြစ်ပြီးတော့မနစ်ကတော့လီဗာပူးလိုအနေနဲ့ပရီးမီးယားလိချန်ပီယံဖြစ်ထားတဲ့ အတင်းတင်းဒီဒီနေ့မှာတော့တော်တော်လေးမှာဆိုးဝါးလုံးနေတဲ့အခြေအနေမျိုးတွေမြင်တွေ့ရပြီးတော့တစ်ခါမန်ချက်တာယူနိုက်တက်ကတော့မနစ်ကရာသီမှာတော့တော်တော်လေးမှာခြေစွမ်းတွေပြတ်ပြီးတော့သူတို့နေ85 16လောက်နေရာမှာရာသီပိတ်သိမ်းသွားပြီးနေဒီနေ့ရာသီမှာတော့မနစ်ကရာသီနဲ့မတူဘဲနဲ့တော်တော်လေးမှာကွဲပြားပြီးတော့ သူတိုက်ဆက်ကွင်းလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြန်လည်မြင်တွေ့ရတယ်။တစ်ဖက်က Tottenham Hotspur ကလည်းဒီတိုင်းပဲအမနဲ့ကရာဒီမှာသူတို့အနေနဲ့ Manchester United အနေနဲ့သူတို့တိုက်ပြီးတော့အချိန်နေမကွာချလိုက်တဲ့အချိန်မှာဒီနေ့မှာတော့ Tottenham Hotspur ကလည်းသူတို့ရဲ့တိုက်ဆက်နဲ့အဓိကအားဖြင့်သူတို့ရဲ့ကွင်းလည်းတော်တော်လေးမှကျွန်တော်အမြင်ရဆိုရင်တိုးတက်လာတယ်လို့တော့မြင်တယ်။ညီကိုတင်းနဲ့ရောဒီလာမဲ့ ဲမန်ချက်တာယူနိုက်တက်ရဲ့ပြီးရင်တော်တာဟော့စပါရီလီဗာပူးတို့ရဲ့နောက်ပီးမားလိလာမဲ့၅ဘွဲ့မှာဘယ်အစင်းရအမှတ်တွေပို့ပြီးတော့ယူသွားနိုင်မလဲဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ချစ်ချစ်ပေးတဲ့ညီကိုတယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွေ့ကြတာပါဗျာ။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကြတဲ့ like and subscribe လုပ်ပြီးညီကိုတွေနေနဲ့ကူညီပေးသွားလို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။